ဲဒီတစ်ခါမှာတော့ခြံထွက်ချင်မောင်လေးကိုငဆုပ်လုံးလေးတွေနဲ့ချက်ပြီးတော့လိုက်ပတ်အောင်ငေယူသီးစားတောင်းလေးနဲ့တွဲထားပေးပါမယ်။အရင်ဆုံးထောင်းချက်မှငေယူသီးကိုရင်နှွေးဆင်ထားမယ်။ကျက်သွန်ပြူကိုအခွန်နာတာကျက်သွန်မျိုးကိုလည်းအခွန်နွားပြီးတော့အတုံးလေးတုံးတာပြီးရင်တော့စီတပ်ဖို့ထောင်းမယ်။ကျက်သွန်မျိုးစိန်ထားတဲ့ငေယူသီးဂျင်းကျက်သွန်နီး ကုန်ရောပြီးတော့ထောင်းတာစီတက်မယ်အိုးပူလိုက်စီတက်ရောထောင်းတဲ့မြေကြီးအမှုကြီးဖြစ်စီတက်ရင်လည်းငပိစိမ်းသားပါတခါလေးထည့်ပြီးတော့စီတက်တယ်မြေသီးနဲ့ငပိကိုမှုေးသွားအောင်စီတက်ထားပေးလိုက်ဒါလေးကတော့အရင်တခါကမှုေးပြီးအခဲရိုက်တင်ရတဲ့ခြံတွက်ချမောင်လေးတွေဖြစ်ပါတယ်ချမောင်မှုေးထားတာတထုပ်ဖောက်ထည့်လိုက်မယ်ရတာအတွက်မပြရည် ထောက်ကိုကျင်းပြီးတော့ရေလေးပါထပ်ထည့်လိုက်နောက်ထပ်လည်းရေများများလေးထပ်ထည့်မယ်စားလေးနည်းနည်းပါထပ်ထည့်အဖုံးအုပ်ပြီးတော့စူတဲ့အထိတည်ထားပေးလိုက်မယ်ကျမတို့စူလာပြီဆိုရင်တော့ငါစုပ်လုံးလေးတွေထည့်ပါမယ်ဒါကတော့အရင်တကားကကိုယ်တိုင်ချစ်ပြီးတော့အခဲခဲနဲ့မှထည့်ပြီးတင်ထားခဲ့တဲ့ငါးအသားလေးဖြစ်ပါတယ်။အရသာနှက်ပြီးချိန်ထားတဲ့ငါးအသားလေးတွေကိုအလုံးလေးတွေလုပ်ပြီးတော့ထည့် မဆုပ်လုံးလေးတွေချင်းရုံးလေးထည့်ပြီးပါရင်နော်စူအောင်ဘုံအုပ်ပြီးတော့ထပ်တယ်လိုက်ချင်းရုံးဝစူပြီးတော့ငဖေလုံးလေးတွေအပေါ်တက်လာပြီဆိုရင်နော်အရသာအနေတော်ပဲဆိုရပါပြီပြီးရင်တော့ခြံထွက်ပင်စင်းလေးတွေခုအရွက်ကလေးတွေပဲချွေပြီးတော့ရေစေးတာ ဆက်စားနိုင်တဲ့လောက်မြူသီးလေးတွေနဲ့ညှက်တယ်။ပြင်စင်သားတာတွေအကုန်လုံးချမောင်ဦးထဲထည့်ပြီးအုပ်ပေးထားလိုက်ရင်တော့ပြင်စင်းနဲ့မွေ့မွေ့လေးနဲ့မဆုပ်လုံးချမောင်ရင်းလေးရအဆင်ပြေဖြစ်ပါလိမ့်။တွဲစားဖို့မြူသီးစားတောင်းလုပ်ဖို့မြူသီးလေးတွေကြောင်ကြောဘဇွန်ကြောင်လေးတွေလည်းရင်းနှွေးစင်တာချစ်တုံပြူချစ်တုံနီရောပြီးတော့ညံ့အောင်ထောင်းတာပြီးရင်တော့ကြော်ထားတဲ့ငရုတ်သေးလေးတွေပါထည့်ပြီးထောင်းမယ် ရင်းနှွေးစင်လာတဲ့ပုံကြောက်တွေပါထက်အရသာတော့စားလေးပါထည့်မယ်နောက်ဆုံးမှာတော့ငေုတ်သီးကြော်ထားတဲ့စီလေးပါထည့်ပြီးနေထားပေးလိုက်ရင်အဆင်သင့်ဖြစ်ပါပြီအခုဆိုရင်တော့ပင်စိမ့်နဲ့မွမ်းမွေးလေးနဲ့ငဆုပ်လုံးချစ်မောင်ရင်တွဲစားဖို့ငေုတ်သီးစားတောင်းလေးရလည်းအဆင်သင့်ဖြစ်နေပါပြီအိုးအနံလေးကိုမှုင်းနေရပဲချစ်တငယ်ချင်းတို့စားပါဦး ချမောင်ဟင်းကိုအေးရွှဲရွှဲလေးစမ်းပြီးတော့မြို့သီးစားကောင်းလေးနဲ့ကြိတ်တော့မယ်။ဝေါ၊စားကောင်းချက်ပဲ။ချက်ရတာလဲကူပြီးအရန်စားကောင်းတဲ့ဟင်းတွဲလေးဖြစ်ချင်ရင်စီတီလိုမျိုးလိုက်ချက်စားကြည့်လိုက်ပါတော့။ဒီခုတော့စားပြီးပြီဆိုတော့ပုံစံတိုင်းဖေးကျော်ရေတုံးဝင်းနဲ့အုပ်